ကျင့်တရားနဲ့ပတ်သက်တဲ့မျက်စိကဘာကိုထိမ့်လို့ဆိုစီးပွားရေးကိုပြန်ထိမ့်ပေးတာလို့ဆိုစီးပွားတော့ရှာမဟုတ်တာနဲ့မလုံးနဲ့ဆိုအထိပ္ပယ်ပဲတရားနော်စီးပွားရှာတရားသဖြင့်မယ်ရှာတရားသဖြင့်ရနိုင်တဲ့နီလန်းနေအများကြီးပဲအဲ့ဒီတရားသဖြင့်ရတဲ့နီလန်းနဲ့ကဘောင်ထဲကနေပြီးတော့ဥပရိဘောင်အောက်ကနေစီးပွားရှာတော့ရှာသွားလို့ရလာတဲ့စီးပွားကိုနော် ြီးတော့စနေတကြအသုံးချအဲ့တော့မြတ်စွာဘုရားကနံပါတ်1စီးပွားရှာတတ်တဲ့မျက်စိရှိရမယ်နံပါတ်2ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိရှိရမယ်ဓမ္မလူဘဝပြည့်စုံတဲ့လူဘဝဖြစ်တယ်လို့ဒီလိုဆိုအကယ်၍စီးပွားရေးမျက်စိတစ်မျိုးသာ ရှိပြီးတော့ကိုချင်းတရားနဲ့ပတ်သက်တဲ့ moral အမြင်မရှိဘူးဆိုရင်ဘာဖြစ်လဲဒီလူဟာဒုစရိုက်နဲ့စီးပွားရှာတဲ့လူဖြစ်သွား ဒုစရိုက်နဲ့စီးပွားရှာလို့ရှိရင်မဟုတ်တာလုပ်သည့်အတွက်ကြောင့်အကျဉ်းချင်းဖန်ခံရတဲ့ပစ္စည်းတွေသင်္ခါရမျိုးတွေလည်းလာမှာပေါ့ဒီဘဝတည်းမဲ့အပြစ်နာစာတွေဖြစ်တယ်ပေါ့နောက်ဆုံးမှာဒီပုဂ္ဂိုလ်ရဲ့ဘဝနောင်ရေးအနာဂတ်ဟာအကောင်းဖို့မရှိဘူးလေဒါဆိုသူလှုပ်ထတာတွေကအမဲဆက်တွေကြီးပဲအကောင်းနော်ဒီလိုဆိုတာပေါ့သူတဏ္ဍာမဖြစ်နေတဲ့ဟာတွေကအစိတ်အတောက်တွေကြီးပဲဖြစ်လာဆုံးကောင်းကျိုးချမ်းသာရဖို့မဖြစ်ဘူး